အခုဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့ဘောနော်တကဘာလုံးကသိနေအဲ့ဒီဘာလဲ scam center တွေလုတ်တယ်ဆိုပြီးတော့သူတို့ဖောက်ခွဲနေကြတာမလားအမမတကယ်တော့တကယ်တကယ်လုတ်နေတာမဟုတ်ဘူးသူတို့အမမသူတို့ခြေရာတွေဖြောင်းနေတာသူတွေ ਨੇ network map တွေဘယ်သူကဘယ်သူနဲ့ဆက်ဆံနေရဲ့ဘယ် company ကဘယ်သူနဲ့ဆက်ဆံအားလုံး network map တွေအားလုံးလုတ်ထားပြီးကျမတို့မှလိုက်ရှာနေရအဲ့ဒါအားလုံးပါတယ်အဲ့ဒီမှာအားလုံးပါတယ်ဒီအဲ့ report ထဲမှာ ဘာကြီးအခုဒီတွားခဲ့တဲ့ခီးစဉ်နဲ့ပတ်သက်လို့ပေါ့နော်ဒါတွေ့ခဲ့တာကျွန်တော်တို့လည်းတောင်ဒီပုံရိပ်လေးတွေမြင်ရတယ်အတက်ဆရာကြီးလည်းတွေ့ရတယ်ပေါ့နော်အဲဒါပေမဲ့ကျွန်တော်တို့မသိသေးတဲ့အရာတွေလည်းရှိကောင်းရှိမယ်ပေါ့နော်အဲအားကြောင့်လို့ဆရာမကြီးအနေနဲ့ဒီဟာနဲ့ပတ်သက်လို့ဒီခီးစဉ်နဲ့ပတ်သက်လို့ဘာလေးပြောပြချင်တာရှိမလဲပြီးတော့ကျတော့အဲဒီကျွန်တော်ပြည်တွင်းမှာနေမဟုတ်ဘဲနဲ့ပြည်ပမှာရောက်ရှိနေတဲ့ကျွန်တော်တို့နိုင်ငံသားတွေအဲဒီတော်လန်ရေးပေါ်မှာဘလောက်ထိစိတ်အားထက်သန်တာတွေရှိသလဲဆိုတဲ့အကြောင်းလေးလည်းဆရာမကြီးဟိုပြန်ပြီးတော့အားတက်စရာလေးပြန်မြဝေပေးပါအောင်ဆရာမကြီးဟုတ်

November ထဲမှာဟို Australia သွားတယ် Australia သွားတော့ကျွန်မပထမ Perth ဆိုတဲ့ Western Australia ပေါ့နော်အနောက်ဘက် Australia အနောက်ဘက်အဲ့ဒီမှာသွားတယ်ပြီးတော့ Melbourne သွားတယ်ပြီးတော့ Sydney သွားတယ်နောက်ပြီးတော့ Canberra Canberra ကျတော့သူတို့က Washington DC လိုမျိုးပေါ့နော်ဒါနေပြီးတော့လိုမျိုးသူတို့ရဲ့အာဟိုနေ capital ပေါ့နော်အဲ့ဒီကိုရောက်သွားတယ်အဲ့ဒီမှာဆိုလို့ရှိရင်အာကျွန်မအဲ key တစ်ချောင်းမှာပေါ့နော်ရောက်တဲ့နေရာမှာမြန်မာ community တွေနဲ့တွေ့တယ် community မျိုးစုံ နော်ဒီမှာချင်းနေပဲတိုင်းရင်းသားတွေရောပဲပမာတွေရောပဲအားလုံးနဲ့တွေ့တွေ့နေတယ်။နောက်ပြီးတော့အဲ့ဒီဟာမှာရှိနေတဲ့လှွတ်တော်အမတ်တွေလှွတ်တဲ့အမတ်တွေနဲ့လည်းသွားတွေ့တယ်။အာအဲနောက်ပြီးတော့သူတို့ဟိုဗါလဲဟိုကင်မရာမှာဆိုလို့ရှိရင်တော့သူတို့ရဲ့ Ministry of Foreign Affairs ပေါ့နော်။ Foreign Affairs ကအာမြန်မာနိုင်ငံကိုဂိုင်းတွင်နေတဲ့ policy ကိုဂိုင်းတွင်နေတဲ့အဖွဲ့တွေနဲ့သွားတွေ့တာအဲရှိတယ်။ဆိုစပ်ပြန်ပြီးတော့ခြုံပြီးတော့ကြည်လိုက် ိုက်မယ်ဆိုရင်เนาะအဲမြန်မာ community တွေကအခုတည်းဒီเนาะဒီပြီးပြီးမှ Australia မှာရှိနေတဲ့မြန်မာ community အရင်ပဲတက်ကြွနေတော့တက်တက်ကြွကြွနေပဲကျူဆိုးပြီးတော့တက်တက်ကြွကြွနေပဲသူတို့အများကြီးပဲကူညီပေးနေကြတယ် ကြာတော့အထဲမှာရှိနေတဲ့လူတွေ right so သူတို့လည်းနေအမြဲတမ်းပါတယ်ဟိုတကယ်တကယ်ချီးကျူးဖို့ကောင်းတယ်တကယ်လဲလေ inspire ပေါ့နော် inspiration ကျမတို့ကလေသူတို့ကြီးလိုက်လို့ရှိလို့ရှင်တချို့တွေဆိုလို့ရှိလို့ရှင်ဒီမှာ Australia မှာရောက်နေတာကြာလာပြီတကယ်ဒီလိုမျိုးမလုပ်လဲရတယ်သူတို့မလုပ်တဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့မလုပ်လို့အဲ့လိုမျိုးလူတွေ မထိုင်နေပဲနဲ့ပေါ့နော်တို့တော်တော်များများလုံးဆိုလူကြီးတွေအာလူလူလတ်တွေလူငယ်တွေအားလုံးပါဝင်နေတာ တွေ့ကြတဲ့အဖိုးကြီးအဖွားကြီးအသက်80ကျော်90ဒီလည်းပါတယ်ဆိုတော့လေအရင်ပဲတက်တက်ကြွကြပြီဆိုတော့အခုတည်းဒီငားနဲ့ပြေတော့မယ်ဒီမှာသူတို့မမောမပန်းမနဲ့လုံနေကြတော့ right သူတို့ကတရုတ်စာသူတို့ပြောတာတော့နောက်ဆုံး fight ဒါနောက်ဆုံး fight ပဲဒါနောက်ဆုံးတော်လန်ရေးပေါ့နော်နောက်တောင်တိုက်ပွဲဆိုတော့အဲ့ဒါလုံနေကြတာတွေ့တယ်နောက်တစ်ခုကြတော့ဦးနင်းအာ government ဟိုဒီဒီဒီအမတ်တွေနဲ့เนาะဒီဒီအစိုးရအမတ်တွေနဲ့ကိုယ်စားလှယ်တွေနဲ့သွားတွေးတဲ့အခါမှာတခုခုထပ်ထပ်ထပ်ခါထွက်လာတာ scam center scam scam တွေကြောင့်မလို့ဒီ cyber scam တွေကြောင့်မလို့ Australia မှာ2.5 billion အဲ့ဒီဥစ္စာသူတို့ကိုလိမ်သွားတယ် Australia တိုင်းလူပြည်သားတွေရဲ့2 billion dollar you know 2.5 billion เนาะ US dollar 2.5အဲ့ဒါပျောက်သွားတယ်ဆိုတော့အစမအရန်မဲ့သူတို့မှာတကယ် ပြည့်ရရိုက်နေကြတယ်အဲဒီဥစ္စာနဲ့ပတ်သက်ပြီး right အဲဒီဥစ္စာတကယ်အဲနောက်တစ်ခုကျတော့တရုတ်တရုတ်ရဲ့ online ပါလေ aggressive နော်ဘာလို့ဆိုဟိုတလောကတရုတ်ကသူတို့ရဲ့ညီပိုင်နဲ့ထဲအောက်ကိုလာပြီးတော့ဟို live fire exercise တွေလုပ်သွားတယ်သူတို့လည်းမပြောဘူးအဲ့ဒီမှာသူတို့လည်းတကယ်တော်တာထွက်သွားတာအဲ့ဒီအချိန်မှာကျမပြောပြပြီးရပါတော့တရုတ်ကဘာမြန်မာနိုင်ငံမှာဘာကြီးလုပ်နေလဲနောက်ပြီးတော့တရုတ်ကအနေနဲ့လေဒီ scam center တွေနဲ့အာဘာလဲ အဲဘာလဲဆက်ဆက်နေတယ်အဲ့ scam ဆက်နေတယ်ဆက်ဆက်နေရတယ်အမြန်လိုင်းတို့ရာဇဝတ်ဂိုင်းတွေလည်းပါတယ်လို့ပြောတာလိုက်တယ်ဟဲ့ဆိုတော့အဲ့ဒါမှာသူတို့တကယ်အာဘာအာတကယ်အနားလေတယ်အဲ့ဒါနဲ့ချက်ချင်းပဲသူတို့ဘာလဲဒီခုနဆိုဟိုတော်တော်များများအမှတ်တွေပေါ့နော်အထပြီးတော့ဒီဒီမြန်မာနိုင်ငံအကြောင်းနောက်ပြီးတော့ election ဒီဒီအာလာမယ့်ရွေးကောက်ပွဲပေါ့နော်ရွေးကောက်ပွဲကအာရွေးကောက်ပွဲက ဒီဒီဟိုဘာလဲအတူရောင်အတူရောင်ရွေးကောက်ပွဲเนาะနောက်ပြီးအတူရောင်ရွေးကောက်ပွဲအကယ်၍ဒီရွေးကောက်ပွဲမှာတကယ်လို့ international ကလက်ခံလိုက်ပြီဆိုလို့ရှိရင်သူတို့လုပ်နေတဲ့ scam တွေက legal ဖြစ်သွားမှာဥပဒေနဲ့ you know အဲ့လိုမျိုးသူတို့က light လုပ်နေတာဆိုတော့အဲ့ဒီဥစ္စာနဲ့ဝင်နေအလုပ်ဖို့အတွက်ဆိုတော့သူနားလေသွားတယ်နားလေတယ်ဆိုတော့ဥစ္စာနဲ့ပတ်သက်ကျွန်တော်ဆွေးနွေးတယ်နောက်ပြီးကျွန်မအိုးနောက်တစ်ခုအာ university အဲ့မှာရှိနေတဲ့ အာတက္ကသိုလ်တွေပေါ့နော်တက္ကသိုလ်မှာကျမကိုလာပြီးတော့ guest lecture အနေနဲ့အဲအဲ Curtin University နဲ့ Melbourne University မှာကျမကို lecture ပေးခိုင်းနေဆိုတော့မှာသွားတယ်။ So အဲ့ဒီဥစ္စာကျမရဲ့ဟိုနေပါလေ Australia အခီးပဲ။ဟုတ်ဆမိုင်းဟုတ်အဲအားရစရာကောင်းနေပေါ့နော်ဆမိုင်းဒီဒီအချို့ပြည်သူတွေဆိုရင်သူအဲ့မှာရောက်နေတာကြာပြီ။ဆမိုင်းပြောသလိုပဲပေါ့နော်။ ဒီဟာနဲ့မဆိုင်ဘူးလို့တွက်ရင်လည်းရတယ်ပေါ့နော်ဟိုသူကသူနေလိုက်ရင်လည်းရတယ်အဲဘာဖြစ်လို့ဆိုတော့ဒီလိုမျိုးရောက်တာလည်းကြာနေပြီဖြစ်တဲ့ဒီဟာကြီးလည်းသူတို့ဒါပြန်လာမှချို့ဆိုလည်းပြန်မလာနိုင်တော့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးပဲဒါပေမဲ့လည်းအဲအိုက်ထဲကမှပေါ့နော်အဲလုံးဝအသက်ရွယ်ကြီးရင်းနဲ့အဖိုးအဖွားတွေကစပါတယ်ကျွန်မရဲ့အဲ့လိုအဲကျွန်တော်တီချိုတီချောင်းနေပြောတဲ့အခါမှာသူတို့အမြဲတမ်းစောင့်ကြည့်ရရှိတယ်ပြီးတော့တပ်ဖွဲ့တွေကူညီတောင်းတဲ့အခါမှာ ူညီပေးကြတာရှိရပါတော့ဆိုတော့အဲတချို့ဆိုရင်ဘယ်လောက်လဲဆိုတော့အဲ့လိုအဲအသက်ကြီးပြီဆိုတော့ဒီဒီကူညီပေးဖို့အတွက်ကိုတို့နီးလန်းနေမသိဘူး အဲ့လိုပေါ့နော်ဟိုဒီဒီဘယ်လိုပို့ပေးရမလဲဘယ်လိုမျိုးကူညီရမလဲဘယ်လိုမျိုးထောက်ပံ့ပေးရမလဲတို့နီးလန်းနေမသိဘူးဒါပေမဲ့တို့ကူညီခြင်းတယ်အဲ့အဲ့ဟာကအစပြောပြပေးရတာမျိုးလေးရှိတယ်ပေါ့နော်တို့စိတ်အားထက်သန်တယ်ဒါတွေနဲ့ပတ်သက်လို့တို့မကြွန့်ကျင်တော့ဆမိုင်းအဲဒါပေမဲ့လည်းမဟုတ်ဘူးအဲငါတို့လှုပ်ပေးရမယ်အဲဒီကလေးအတွက်ငါတို့ရှိရမယ်အဲဒီလူငယ်အတွက်ငါတို့တက်နိုင်တာတော့ပံ့ပိုးရမယ်ဆိုတဲ့စိတ်မျိုးတွေနဲ့လှုပ်ပေးနေကြရလေရှိတယ်ပေါ့နော်အဲအဲ့ဒါအဲ့ဒါကတော့ဒါကျွန်တော်နဲ့ဆက်ဆံမိတဲ့အပိုင်းနေပေါ့နော်ဒါပေမဲ့ဆမိုင်းအခုလို့သွားပြီးတော့ တွေ့ဆုံတဲ့အခါကျတော့ပို့ပြီးတော့တီးခဲ့ရတာရှိတာပေါ့လေနော်အဲနောက်တစ်ခုကဒီ champion နဲ့ပတ်သက်တဲ့ဒီ online လိန်လေတဲ့ဟာနဲ့ပတ်သက်တဲ့စမိုင်းအခုလုတ်သွားတဲ့ဟာကအရန်အရန်ကောင်းတယ်ပေါ့နော်စမိုင်းတေးကြရစမိုင်းဟိုဘက်ကလည်းစမိုင်းကြီးကအရန်ကိုကျွန်တော်တို့ဖြစ်နေလောက်ပြီပေါ့နော်စမိုင်းသူတို့အရန်ထိမယ်လေစမိုင်းသိရမလားသူတို့ကနိုင်ငံတကာရဲ့ဒီခုနလို့ သူကအတိမတ်ပြုမှုကိုအရန်လိုအပ်နေတဲ့အချိန်ပေါ့နော်ဟိုသူတို့ကအခွန်တိုးကောက်မယ်ဆိုပြီးတော့ဒီစာပို့တာတော့မှသူတို့အတိမတ်ပြုတယ်ဆိုပြီးဂုံယူနေတဲ့သူတွေဆိုတော့ဇမိုင်းရဲ့အဲအကြောသူကဒီနိုင်ငံကကအတိမတ်ပြုမှုကိုအရန်လိုလာနေတဲ့အချိန်မှာဇမိုင်းအခုလိုမျိုးသူတို့ကတကယ်အစ်မံဘလို့အဖွဲ့တွေဖြစ်တယ်ဆိုတဲ့အကြောင်းကြောပြနိုင်ခဲ့တာကအရန်ထိရောက်တဲ့အရာတစ်ခုဖြစ်လာစေလိမ့်မယ်ပေါ့နော်ဇမိုင်းအခုနောက်ပိုင်းမှာဒီကြောပြနဲ့ပတ်သက်တဲ့ဟာကလည်းအရန်ဆိုးွားနေတာဆိုတော့ဇမိုင်းအခုပြောတဲ့ဟာတွေကတော့ ကျွန်တော်ကအရင်ဆမိုင်းဖြစ်နိုင်နေဆိုရင်ပေါ့နော်ဆမိုင်းအခုလိုမျိုးမြများလေးပြောပေးပါပေါ့နော်ကျွန်မကျွန်မနောက်ပြတော့ဗာလေဒီဒီ Australia မှာသွားပြောတဲ့အခါမှာ Australia ကဒီဒီဗာလေဟို research ပေါ့နော်သူတည်တနာလုပ်ထားတဲ့အဖွဲ့တစ်ခုရှိတယ်သူတို့ရဲ့ report ကလည်းအဲ့လိုပဲရေးထားတယ်ဆိုတော့ကျွန်မအနေနဲ့ဟိုဗာလေအားလုံးဟိုပြောနေသူတို့သူတို့ပြောနေတို့ရဲ့ you know ရှင်တို့ရဲ့ဒီဒီ organ ဒီဒီဒီ research uh you know organ နေစည်းရှင်းရလဲလုတ်ထားပြီဆိုအဲ့ဒီဥစ္စာသူတို့ပေးလိုက်တယ်ဆိုတော့အဲ့ဒါတချို့တွေကျတော့သူတို့မတွေ့ရသေးဘူးမဖတ်ရသေးဘူးဆိုတော့ကျမကနည်းနည်းတော့အဟိုဘာလဲထုံပြီးတော့ပြောပြတာပေါ့နော်ဒီဒီဘာရလဲဒါမဲ့လဲအခုအခုဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်တကဘာလုံးကသိနေပြီနောက်ပြီးတော့အဲ့ဒီမှာသူတို့ဖိုထဲမှာခြေရဘလောက်ဖြောက်ဖြောက် အဲ့တော့နေပါလေ scam center တွေလုတ်တယ်ဆိုပြီးတော့သူတို့ဖောက်ခွဲနေကြတာမလားအမမတကယ်တော့တကယ်တကယ်လုနေတာမဟုတ်ဘူးသူတို့အမမသူတို့ခြေရာတွေဖြောက်နေတာဒါပေမဲ့ခြေရာမဖြောက်ပဲနဲ့ဒီမှာဒီဒီနေ့တောင်မှကျွန်မ report တခုအာထွက်လာတယ်အဲ့ဒီဥစ္စာကိုကျွန်မဖတ်နေတယ်မပြီးတော့မပြီးသေးဘူးအဲ့ဒီထဲမှာလည်းအသေးချာပဲတရုတ်နဲ့เนาะတရုတ်ရဲ့ PCCP နဲ့တရုတ်ရဲ့ဟိုဗါလဲ Communist Party เนาะတရုတ် Communist Party တရုတ်ရဲ့အစိုးရအာဗါလဲအုံးအစိုးရ ကင်နာတဲ့ဒီ company တွေ company တွေအဲ့ဒီဥစ္စာတွေကအဲ့ဒီဥစ္စာပါနေတယ်ဆိုတော့ဒီ report ထဲမှာနော်ဒီ government report ထဲမှာကျွန်မတွေ့နေတယ်ဆိုတော့ဒီ US government ကလည်းအဲ့ဒါသိနေပြီးပြီဟုတ်ဆုံးပါတို့အဲကျမပြောတော့မှကျမကတော့တခါမဖတ်သေးတဲ့လူတွေဖတ်ဖို့ပေါ့နော်နည်းနည်းပါအချုံချုံပြီးတော့ပြောတာကျမအေဒီဒီဒီထဲမှာဒီကဘာလုံးမှာဒီဥစ္စာတွေကသိနေပြီသူတို့လုံသွားတဲ့ဥစ္စာအမ် တို့လုတ်လိုက်တဲ့အတွက်မတကဘာလုံးမှာဒုက္ခဖြစ်နေတာဟုတ်တယ်ဆောင်းပါ US ဆို10 billion dollars US မှာ2024မှာ10 billion dollar เนาะအဲ့ဒီဥစ္စာတို့လိမ်သွားတာပြည်သူလူထုကအဲ့ဒါကြောင့်မလို့လေဒီ FBI ကအလကားနေလို့မရတော့ဟုတ်ဟုတ်ဆောင်းကြောင့်မလို့သူတို့ထက်ပြီးတော့စလုတ်လာတာရောဟုတ်ဆောင်းပါအဲပြီးတော့ဒီဂျားဖြန်နေပဲပတ်သက်လို့ဆောင်းပါရဲ့အဲ့လိုနည်းနည်းလေးမေးချင်တာလေးလည်းရှိအောင်เนาะဆောင်းပါခုနပြောဆိုပဲသူတို့ အယောင်ပြပေါ့နော်ရုပ်ရှင်တွေရိုက်ကြရေးဆံပိုင်းပေါ့နော်အဲ့လိုတောက်လျှောက်တောက်လျှောက်လှုပ်ပြခဲ့တာရှိတယ်အဲမြောင်းလိုက်သူရွေးကောက်ပွဲနီးလာလေလေသူနဲ့ဒီယာနဲ့ဘာမှမဆိုင်ပါဘူးဆိုတဲ့ပုံစံမျိုးသူတို့ဖမ်းကျင်တာပေါ့နော်အဲအဲအကြောင်းမလို့သူက KNU ကိုထိုးချလာတယ်ရှိတယ်အဲဒီကြဖြတ်နဲ့ပတ်သက်တဲ့အလုပ်လုပ်နေတဲ့အဖွဲ့တွေကသူတို့မဟုတ်ပါဘူးဆိုတော့ပုံစံမျိုးနဲ့သူတို့ဒီကြဖြတ် site တွေကိုဝင်စည်းပြတာတွေရှိတယ်။ဒါပေမဲ့လည်းဆရာမကြီးအဲ့လိုလေဝင်စည်းတယ်ဆိုတဲ့ဟာလေးဆရာမကြီးအတိမပေးဘဲနဲ့ပါနော်ရုတ်တရက်ဝင်ပြီးတော့ဖမ်းဆီးရတာနော်ဆရာမကြီး ဒါပေမဲ့သူတို့ကအဲ့လိုမဟုတ်ဘူးမနဲ့ပဲချိန်မှာဝင်စည်းမယ်ဒါအဲ့တည်းကအဲ့ကြားဖြန့်ဆိုင်တဲ့ဟိုရောက်တာတယ်မဟုတ်လားအစင်ပြင်ထားကြအစင်သင်ပြင်ထားကြအဲ့လိုမျိုးအဲ့ကြောင့်သူကเออยุทธิရှိအောင်လဲသူကလုတ်ပြရအောင်ပါလုတ်ပြအောင်ဆိုသူကအဲ့လိုပေါ့လူတွေဘာတွေအဖမ်းပြရမှာအဲတပ်ပုံတွေဘာတွေသူရိုက်ရအောင်ပဲပေါ့နော်အဲအဲ့လိုမျိုးဆိုတာဒီအဖမ်းပြမဲ့လူကိုလဲသူကတစ်ဆိုင်ကို20ဆို20သူကတတ်မှတ်ခိုင်းတာ အဲ့လိုစစ်တပ် fan နဲ့အဲထဲမှာမပါချင်ဘူးဆိုရင်တယောက်ကိုဗတ်နှစ်တောင်းပေးရမယ်လို့ပါအဲ့လိုမျိုးပုံစံမျိုးတွေအားစားကြလှုပ်ထားတာဆိုတော့စမရဲ့သူကဒါကရုပ်ရှင်ရိုက်တဲ့ဟာပေါ့နော်အဲ့ဒါရတိတာစီတယ်ပေါ့နော်အဲဒါပေမဲ့လည်းဒါဒီဘက်ကလည်းဒါကိုတိနေတဲ့အတွက်ပေါ့နော်ဒီ US ကနေပြီးတော့ဒါ Center Strike Force ဆိုတဲ့ပုံစံမျိုးတွေဖွဲ့လိုက်တော့ကြတော့အဲ့မှာသူ KK Park တခုလည်းနေတယ်မရတော့ဘူးပေါ့နော်အဲဂျာဖြန်စိုက်မှန်သမျှကိုလှုပ်ပြရမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာပြီးတော့အကြောက်အကန်သူတို့လုံနေတာကြီးတော့ရှိတယ်စမကြီးဒါပေမဲ့အဲ့လိုပေါ့ သူတို့လုပ်နေတဲ့ဟာကြီးစမိုင်းခုနပြောသလိုတက်တည်ဖြောက်လို့ပုံစံမျိုးတွေပို့များနေရပေါ့နော်အဲဒီဟာနဲ့ပတ်သက်လို့သူတို့မဆိုင်ဘူးသူတို့တက်တည်တွေဖြောက်ပြီးရင်ဒီဥစ္စာနဲ့ပတ်သက်လို့သူတို့လည်းဒါနှိမ်နင်းနေပါတယ်ဆိုတဲ့ပုံစံမျိုးလုပ်တယ်ဒါမှမဟုတ်လေမကြသေးခင်ကမှဒါ KNU ကပေါ့နော် KNL ကတပ်ဖွဲ့တွေကမင်းလက်ပံဒီ DKB လုံခြုံရေးယူထားတဲ့ကြားပြန် site ကိုဝင်ရှင်းနေပေါ့နော်အဲ့ချိန်မှာအများရွက်ထောက်ထားရလဲထွက်လာတယ်အဲပြီးရင်တက်တည်လည်းအများကြီးထွက်လာတယ်ပေါ့နော်အဲ့ကြတော်တော်လေးသူတို့အတွက်ခဲရိုက်သွားစေတယ်ထင်တယ်ဆိုပါရင်အဲ့မင်းလက်ပံကိုရအောင်တင်ခိုင်းနေတာအခု သူကအဲ့နေရာဘောနော်အဲသူ့ viewer မှုတွေကိုဘယ်ရက်ဘယ်အတွင်းမရဘူးဆိုရင်ဖြုတ်ပစ်မယ်လို့ပါလို့အဲ့လိုပုံစံမျိုးကြီးဒီပြောပြီးတော့ဒီမင်းလက်ပန်တို့ဒါအဲဒီဒီဂျာပြန်ဆိုင်ရှိတဲ့နေရာမျိုးတွေကိုသူတို့အတင်းသိမ်းတိမ်းခိုင်းနေတိုက်ပြီးတော့တိမ်းခိုင်းနေတာပေါ့အဲ့နေကမဒီအဲ့လိုမျိုးဒါစီးတာတွေပါလေဖြစ်သွားပြီးတော့ဆိုမှတိတ်မကြောက်တို့ဒါလေနဲ့ဘုံကျဲတာတွေပါလေအဆရှိခဲ့တယ်တိုက်ပွဲပြင်းပြင်းထန်ထန်ရှိခဲ့တာပေါ့နော်အဲ့တော့ဒီဂျာပြန်ကသူတို့အတွက်သူတို့ကိုဘယ်လောက်ထိရိုက်ခတ်နိုင်မလဲပေါ့နော် ဒီကြားဖြန်တဲ့ပတ်သက်လို့ဒီစစ်ကောင်စီကပါဝင်ပတ်သက်နေတဲ့ဟာတွေကိုနိုင်ငံကအခုလိုမျိုးဒါဖော်ထုတ်နေတဲ့ဟာတွေအလုဆောင်နေတဲ့ဟာတွေကစစ်ကောင်စီအတွက်ကိုဘယ်လောက်ထိတက်ရောက်မှုရှိနိုင်မလဲလို့ဆမိုင်းပြောလို့ရတယ်ဟုတ်ဘာလို့အဲသူတို့ပေါ်တော့တက်ရောက်မှုရှိတာဒီ US မှာအနေ you know US က Australia ပေါ့နော်နှစ်ခုလုံးကျမသွားလေလာတာဟုတ်ဆိုတော့အာအဲ့ဒီမှာသူတို့ရဲ့မှာသူတို့ရဲ့အစိုးရရဲ့ political will ဆိုနိုင်ငံရေး စိတ်ဆန္ဒပေါ့နော်အဲ့ဒါပို့ပြီးတော့ပြင်းလာတယ်ပြင်းလာတာသူတို့ကဟိုလေမြန်မာနိုင်ငံဟိုဗဒီမိုကရေစီကိုမကူညီခြင်းမကူညီရင်ဒါပေမဲ့သူတို့လူတွေကိုထိလာတဲ့အခါကျတော့သူတို့လူတွေကတောင်းဆိုလာပြီသူတို့လူတွေကတောင်းဆိုလာပြီတခုခုလုပ်ဖို့အတွက် right ဆိုတော့အဲ့ဒီဥစ္စာအတွက်ကိုဒီဒီအစိုးရအနေနဲ့လေတခုခုလုပ်ပြရတော့မယ်တခုခုလုပ်ပြရတော့မယ် right ဆိုတော့အဲ့နောက်ပြီးတော့သူတို့အနေနဲ့လေဒီအဲ့မှာ data တွေအများကြီးရှိတယ်ကျွန်တော်နောက်တခုဟိုတလောရအောင်မှာ but, but report to it in March 2025 ma uh totale report a report ga through titna lout thara c4 ads so de uh ba uh, through, through a washington dc a apwe ai a mobile mobile phone data တွေကို like out ထားတာ like out ထားတာဘာသွားတွေ့လဲဆိုတော့သူတို့အဲ့ဒီမှာလေဒီ KK Park နဲ့ဟိုနေရွှေကုတ်ကိုမှာရှိနေတဲ့ phone တွေက phone signature တွေကခဏခဏနေပြီးတော့ရောက်နေတယ်နေပြီးတော့သွားလိုက်ပြန်လိုက်နေပြီးတော့အဲ့ဒီဥစ္စာသမရအိမ်သားအထိရောက်တယ်အဲ့ဒီအဲ့ဒီ phone တွေကอ๋อสรอกเอ๊ะตะคาหมုတ်นะคาหมုတ်อายีไปตั้วไล่เปลี่ยนไล่ตั้วเลยสรไอ้ဥစ္စာတွေอ่ะသူတို့တီးပြီးဒီဥစ္စာဒီဒီဒီမင်းအွန်လိုင်းတို့อ่ะ ဒီဒီ KK park တွေနဲ့ဆက်ဆက်နေတယ်ဆိုတာ right ဘယ်လိုပဲပြောပြောပြောလို့မရအဲ့ရရှိနေတဲ့ဖုန်းတွေကသွားလိုက်ဒါတောင်မှသူတို့ပြောတယ်လူဖုန်း200ကျော်ကျော်ပေါ့နော်အဲ့ဒီဥစားသူတို့သူတို့ tracking လုပ်ထားတာဒါပေမဲ့သူတို့ပြောတယ် um အဲ့ report ကပြောတယ်အားလုံးအပြည့်စုံတော့မဟုတ်သေးဘူးပေါ့နော်ဒီဥစားဖုန်းကိုဗာလဲဖွင့်ထားတဲ့လူတောက်ပဲရတာတချို့လူတွေအများဒီထက်ပိုတော့မှများအောင်မယ်ပေါ့နော်ဒီဒီဥစားသွားနိုင်တာဆိုတော့အဲ့ဒီကအဲဟို သူတို့ပတ်သက်နေတာဟိုနေဒီ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  scam center operation နေနဲ့သူတို့အတူတကွာလုပ်နေတယ်ဆိုတာချင်းချင်းရှာရှာပဲအဲဒီနေ့မနေ့က report ကျမဒီလက်ဖတ်နေတာမပြီးတယ်မပြီးသေးဘူးအဲ့ဒီမှာလဲအဲ့စတွေကအဲ့စတွေပါတယ်သူတို့မှာလူတွေ ਨੇ network map တွေဘယ်သူကဘယ်သူနဲ့ဆက်ဆံနေတယ်ဘယ် company ကဘယ်သူနဲ့ဆက်ဆံအားလုံး network map တွေအားလုံးလုတ်ထားပြီးကျမတို့မှာလိုက်ရှာနေရအဲ့ဒါအားလုံးပါတယ်အဲ့မှာအားလုံးပါတယ်ဒီအဲ့ report ထဲမှာဟုတ်ဟုတ် အဲ့တော့ဒီအုပ်စုအနေနဲ့လုံးဝပြောင်းပြန်လာမဲ့ gain ဖြစ်နေရပါတော့เนาะဒီမှာသူတို့သူတို့ကိုဒီဟာကအဲတော်တော်လေးအဲရွေးဆောင်သွားစီမဲ့ပုံစံမျိုးဖြစ်နေရပါတော့เนาะဒီမှာ US အနေနဲ့ပေါ့နော်ဗာလဲသမိုင်းမှာဒီလိုမျိုးလုပ်တဲ့ဗာလဲ drug lord တွေ like ဦးနေမှာဖဲနမာမှာနော်ရေးကာကိုဟာဟုတ်စမ်းဘာလို့ဆိုသူသူတို့လုတ်တဲ့ဒီဒီဒီမူရဲ့စေဘွားနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ အမေရိကန်ပြည်သူပြည်သားတွေအများကြီးဆုံးရှုံးသွားတဲ့အတွက်ကြောင့်မလို့အဲ့ဒီကောင်သွားဖမ်းတာဟုတ်တယ်เนาะရေးအဲ့လိုအမျိုးတွေပေါ့နော်နောက်ဟိုနေဘာလဲ911မှာလုတ်သွားတဲ့ဘင်လာဒင်ကိုသွားဖမ်းတာ right ဟုတ်ဟုတ်အဲ့အမေရိကမှာဒီလိုမျိုးဗာလဲအဲ့လိုဖန်တာလဲဗာလို့ဆိုပြည်သူလူထုကအမေရိကန်ပြည်သူလူထုကအစိုးရပြည်တယ်တခုခုလောက်ရတာမယ်တို့တွေဟိုဒီဥစ္စာတွေအရင်လုံးအရင်လုံးကြိုးရင်းနဲ့ပတ်သက်တယ် National Security yeah national security အဲ့ဒါဖြစ်တယ်နော်ပတ်သက်တယ်နောက်ပြီးတော့အဲ့ဒီဥစ္စာအာဘာလဲဟိုဒီဒီဘောနော်ဥပဒေနဲ့ဥပဒေနဲ့အရေးယူရမယ်ဒီကောင်နေမရရတဲ့နေလဲဆိုဒီကောင်နေပို့ပြီးတော့လှုပ်လေလေ American နေထိလေလေ or Australian နေထိလေလေသူတို့ရဲ့အစိုးရတွေကပို့ပြီးတော့တက်ကြွပြီးတော့အဲ့ဒီအဲ့ဒီ scam နဲ့ပတ်သက်နေတဲ့လူတွေကို ဟိုဗာလေဘလိုနီးနဲ့ခြေမုံရမလဲဘလိုနီးနဲ့အဲ you know အရေးယူရမလဲဆိုတဲ့ဥစ္စာပူပြတော့တောင်မှအာထွက်လာအောင်မယ်အာအကောင်းလာအောင်မယ်လို့ပြောတာပေါ့နော်ဟုတ်ဟုတ်ဆိုပါရဲ့ဒါဆို ဒါအမေရိကန်ကတည့်ရတိုင်းပဲဆမ်ပါကြီးဟိုသွားပြီးတော့မြေပြင်မှာဆင်းပြီးတော့ထောက်လန်းเสียမလို့ပဲနဲ့ပေါ့နော်ဒီ CEO စုဒီလိုမျိုးပတ်သက်နေတယ်ဆိုတဲ့အကြောင်းကိုတက်တည်အချက်လက်တွေအများကြီးရယူသွားလိုက်တဲ့ဟာကလည်းတိတာပြီးတယ်ဟမ်တိတာပြီးတာပေါ့နော်ဆမ်ပါကြီးအဲအဲအဲ့လိုမျိုးဆမ်ပါကြီးခုပြောလိုက်လို့တိလာတဲ့အချိန်မှာပေါ့နော် အဲစစ်ကောင်စီအခုလုပ်နေတဲ့အလုပ်တွေကတကယ်ကိုသွေးယူသွေးတမ်းဖြစ်နေတယ်ဆိုတဲ့ဟာကိုသတ်မြင်မိရပါတော့။အဲသူတို့ဖုန်းကွယ်ဖို့ကြိုးစားဒါပေမဲ့သူတို့လုပ်နေတဲ့ဟာတွေအကုန်လုံးကဟိုမှာတက်တည်ရှိထားပြီးသားပုံစံဖြစ်နေရပါတော့။အဲအဲဒီဟာစားထွက်တဲ့အချိန်မှာလည်းရီတော့ရီကျင်တာပါတော့ဆိုပါဒီ FBI တို့အဖွဲ့တွေပါလာတယ်။ အဲ့အဲ့လိုမျိုးအဖွဲတွေကပေါ့နော်ငါတို့ဒါကိုလုပ်မယ်ဆိုပြီးတော့ကြိုတင်ပြီးတော့ပြောမယ်အဖွဲတွေမဟုတ်တော့ဘူးပေါ့နော်လုပ်ပြီးသွားပြီးတက်သေးတွေရသွားပြီးစုဆောင်းပြီးသွားပြီးဆိုတဲ့အချိန်ကျမှဒါအတိပေးဖို့အတွက်ထုတ်ပြန်လာတာပဲဖြစ်မယ်ဆိုပြီးတော့ယူဆမိတာပေါ့လေနော်ဆရာမကြီးအခုလည်းအဲ့လိုပုံစံမျိုးဖြစ်နေတာတွေ့ရတဲ့အတွက်ဆရာမကြီးပြောတာကနေပြီးတော့တော်တော်လေးအားရစရာကောင်းတယ်ပေါ့နော်အတိကတော့မြောက်နိုင်လို့စေအုပ်စုအနေနဲ့ဒီကြဖြန်နဲ့ပတ်သက်တယ်ဆိုတာကိုထောက်ထားအများကြီးရထားပြီးသားဖြစ်တဲ့အတွက်ဘယ်လိုပုံစံသူတို့ကြာရှုံမလဲဆိုတဲ့ဟာကိုကြည့်ရအောင်ပါဆရာမကြီးဟုတ်